ဲဒီတစ်ခါမှာတော့မြမပြင်းနဲ့ဝေးနေတဲ့ချစ်တငယ်ချင်းတွေအတွက်ငဝင်းကားကိုတခါတည်းအများကြီးချက်ပြီးတော့တာရှည်ခံအောင်ထားတဲ့နည်းလေးပြပေးပါမယ်။တ냐ရေစိန်ထားတဲ့ကလပဲ၊ဂျင်း၊စနွင်းနဲ့စီလေးထက်ရင်းမြောင်ထည့်ပြီးတော့ပြုတ်ထားလိုက်။ပဲနှုတ်သွားရင်ဂျင်းတွေဖဲထုတ်။ပဲပြုတ်ရရောပဲရောတခါတည်းရောပြီးတော့အနှိမ့်ရအောင်ကြိတ်။ရပြီဆိုခဏဖဲထား။ ငါးစီတပ်ဖို့တော့ဘာရာဂူရာငါးကိုတုံးလာပါတယ်ရေတချာဆေးပြီးတော့မှွန်လာစနွင်းငပြရေးအချိုတက်လေးပါဝအောင်လို့ထညက်ထညက်အမှုံကိုတုံးလာပါတယ်ရုပ်သီးကြောက်ဇပလင်းလေးထောင်းထားတာထက်ရေးမြောင်အောင်ထည့်ပြီးတော့ငါးနူးသွားရတီပြုတ်ထားပေးလိုက်ငါးပြုတ်ထားတာရပြီဆိုရင်ငါးကိုဖယ်ပြီးတော့အေးခံထားလိုက်အရေကိုတော့စစ်ပြီးတော့တုံးမယ်အေးခံထားတဲ့ငါးတွေကိုအသားကြီးပဲနှွင့်ထုတ်အရိုးနဲ့အရေကုန်တွေကိုတော့ဖယ်ထုတ်ပြပါငါးအသားကြီးပဲနှွင့်ထုတ်ပြီးွားရင်ခဏဖယ်ထားငါးစီတက်ဖို့ပြင်ဆင်မယ်ချက်တုံးပပလေးဂျင်းကိုလည်းထောင်းအောင်လွှဲအောင်အတုံးတတိလေးလေး ဇပလင်ကိုလည်းထောင်းရလွယ်အောင်လို့ပပားလေးလီးထားမယ်အားလုံးရပြီဆိုရင်စီတက်ဖို့ထောင်းမယ်ဒီနေရာမှာငရုတ်ဆုံမရှိဘူးအလွယ်ချိတ်ဆက်နဲ့လည်းချိတ်လို့ရပါတယ်ဇပလင်နဲ့ဂျင်းကိုအရင်ဆုံးရောထောင်းညက်သွားပြီဆိုရင်ခဏဖယ်ထားချစ်သူမျိုးထောင်းညက်သွားပြီဆိုရင်ဖယ်ထားလိုက်အားလုံးရရင်စီတက်မယ်စီမြမြလေးထဲအရင်ဆုံးကျက်သွန်နေရထည့်ပြီးကြော်နုံသွားပြီဆိုတော့မှဂျင်းနဲ့စပလင်ထောင်းတာထည့်ပြီးစီတက်အနံ့မွေးလာပြီဆိုတော့မှကျက်သွန်ပြုထည့်အားလုံးကိုကျွတ်ကျွတ်လေးဖြစ်သွားအောင်စီတက်မယ်ရပြီဆိုရင်စနွှင်းမုန်းနဲ့ငရုတ်သီးမှုတ်ထည့်နည်းနည်းလေးကြော်ပေးလိုက်မယ် ရပြီဆိုအသားတွေညှင်ထားတဲ့ငါးတွေထည့်ပြီးကြော်မယ်။မရုပ်ကောင်းစာမပြရည်နဲ့ငါးပြုတ်လေးနည်းနည်းထည့်ပြီးတော့ဖတ်ကြော်ငါ့ကိုချောက်ချောက်လေးကြော်ပြီးပြီးတော့ရင်တော့ရပါပြီ။ပြီးရင်တော့မြေပဲလော်ကိုမညက်တညက်ထောင်းမကြိုက်ရင်လည်းမထည့်ပါနဲ့။စီတီးကတော့ကြိုက်လို့တုံးထားပါနဲ့။ဆန်ကိုအရောင်ပြောင်းလာတဲ့အချီလော်ပေးလိုက်။ပြီးရင်ဆန်လော်တွေကိုဆက်တဲထည့်ပြီးတော့ကြိတ်မယ်။ဆန်လုံးမှုရပြီဆိုရင်ရေနဲ့ဖြော်တာမုံရည်ချက်ဖို့အစင်းနေဖြစ်ပြီးငါးစီသက်ငါးပြုတ်ရည်ပဲအနှစ် ငါစီတက်တဲ့ကိုပဲနှင့်ရထက်ငါပြုတ်ရေမြေပဲမုံဆန်လော်မုံရေနဲ့ဖြော်ထားတာပါတခါတည်းထက်မြေပူချင်ရောအလဲအလက်လောက်နဲ့တဲထားပေးလိုက်အရသာအတွက်စားနဲ့ငပြရထက်အဖုံးအုပ်ပြီးရောစူအောင်တဲထားပေးလိုက်ဟင်းအိုစူပွက်လောက်အောင်ကြကြလေးတဲထားပေးလိုက် ီနေရာမှာအရန်ပြင်းနေဆိုရင်ရေလေးနည်းနည်းလေးထည့်လို့ရပါတယ်မုံဟင်းရေကအနှစ်လုံးမှာဆိုတော့ရေလေးအများကြီးထည့်စရာမလိုပါဘူးမုံဟင်းရေအနှစ်ကအေးသွားပြီဆိုရင်တော့အခုလို plastic zip bag လေးတွေနဲ့တစ်ခါစား portion လေးတွေခွဲပြီးတော့ထည့်ပါမယ် CD အခုထည့်တဲ့ zone နဲ့၄ zone ဆိုလို့ရှိရင် လူ၅ယောက်လောက်ကောင်းကောင်းစားလို့ရပါတယ်ပြီးရင်တော့မုံဟင်းရေအနှစ်အိတ်ကလေးတွေကိုခဲကန်းထဲမှာထည့်ပြီးတော့တင်းထားလိုက်ရင်လနဲ့ချီပြီးတော့စားလို့ရပါတယ်စားကျင်တဲ့အချိန်ကျမှမုံဟင်းရေအနှစ်အခဲကိုအရေးဖြောပြီးရင်တော့ရေထည့်အပြစ်အကျဲကိုစားကျင်တဲ့လောက်ပေါ်မူတည်ပြီးတော့ရေလေးရောပြီးတော့စုအောင်တည်ထားပေးလိုက်မုံဟင်းရေကိုစုလာပြီဆိုရင်တော့ ိမိကြိုက်နေတဲ့ရအစာပလာတွေထက်အရသာကိုပြင်ဆင်ပြီးတော့စားသုံးလို့ရပါပြီ။ဒီလိုလုပ်ပြီးတော့တိမ်ထားတဲ့နီလေးကတော့မြမပြင်းနဲ့ဝေးနေတဲ့ချစ်တဲ့ငယ်ချင်းနဲ့မိုဟင်းကားကိုခဏခဏစားကျင်နေဆိုရင်ဒီနီလေးကအကောင်းဆုံးပါပဲ။အလုံးမရှုပ်ဘဲတခါတည်းအများကြီးချက်ထားပြီးတော့အခုလိုမျိုးတိမ်ထားရင်စားကျင်တဲ့အချိန်မှာအလွယ်တကူပြုတ်ပြီးတော့စားလိုက်ရုံပါပဲ။မောင်ရင်အနှစ်ချက်ထားတဲ့အချိုးအစားကိုလည်း post ဒါမှမဟုတ်လို့ရှင် comment မှာစာရေးပြီးတော့တင်ပေးထားပါမယ်။ကဲခုတော့စားပြီးပြီဆိုတော့ထုံးစံတိုင်းဆေးကြောရေတုပ်အဝင်းနဲ့အုပ်